မင်္ဂလာပါရှင်မြမ YouTube Channel ကနေပရိသတ်များကိုကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရင်းသူရှောင်းနဲ့နယ်ရေးသားထားတဲ့မကရွာကတိုက်ဆောင်မွေးဆိုတဲ့ဇာတ်လမ်းစာဆုံးကိုတင်ဆက်ပေးပါမယ်ရှင်ဒီနေ့တင်ဆက်ပေးမယ့်သူကတော့ကျမရွှေထက်ပါဒီနေ့ဇာတ်လမ်းလေးမစသေးခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးနဲ့ဇာတ်လမ်းသစ်တွေတင်တိုင်းမှာသိနိုင်ဖို့အတွက် Notification လေးကိုပါနှိပ်ထားပေးပါဦးနော်ဟုတ်ကဲ့ပါရှင်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ပါတော့မယ် မကရွာလေးကတော့အင်ဂျင်နဲ့ပါပါတယ်အဲ့ဒီရွာလေးကပင်လယ်ရွာလေးတူရွာဖြစ်တာကြောင့်တရွာလုံးကတန်းကအလုပ်တွေကိုပဲလုပ်ကင်ကြပါတယ်ပင်လယ်ရွာလေးဖြစ်တာနဲ့အမျှရွာလေးထဲမှာငါးဖမ်းပိုက်တွေဖြန့်ပုံထားတာတွေငါးတွေကိုခွဲပြီးနေလန်းထားကြတယ်လို့ရေလုံသားအများစုကလည်းသူတို့ရဲ့လေတွေကိုပြည့်ပြည့်မွတ်မတ်နေတာကိုတွေ့ရပါတယ်မကဆိုရဲပင်လယ်ရွာလေးကတော့လဟာပေါက်တာမို့လှိုင်းကျမ်းပြီးလှေလေးတွေအတွက်ကျွန်းခုစရာနေရာလည်းမရှိပါဘူး။ဒါကြောင့်ဒီရွာလေးကိုတခြားကဧည့်သည်တွေလာရောက်လည်ပတ်မှုနေပါပါတယ်။ ပင်လယ်ရွာလေးတူအားဖြစ်တာနဲ့အမျှလက်ဆက်တဲ့ပင်လယ်စာတွေကိုတော့ပေါ်ပေါ်လှန်လှန်စားတော့ကြရပါတယ်။ဒီနေ့တော့ရွာလေးရဲ့အနောက်ပိုင်းမှာနေထိုင်တဲ့ထွန်းကြိုင်တရာသူ့ရဲ့ညီဖြစ်သူနဲ့အတူမြို့ကကျောင်းနေဘက်တငယ်ချင်းတယောက်ပါလာမယ်လို့ဆိုတာကြောင့်စိတ်လှုပ်ရှားနေပါတယ်။ထွန်းကြိုင်ရဲ့ညီဖြစ်သူဇေအောင်ကတော့မြို့မှာကျောင်းသွားတက်နေတာကြပါပြီ။အခုတော့ကျောင်းပြီလို့ရွာလေးကိုပြန်လာမှဖြစ်ပါတယ်။မကရွာလေးရဲ့အစွန်ကအင်ငယ်လေးမှနေထိုင်တဲ့ထွန်းကြိုင်မှာတော့ညီဖြစ်သူတယောက်သာရှိပါတယ်။ အမဖြစ်သူတွေကတော့ယောက်ျားရသွားပြီဖြစ်တာကြောင့်တနေတစ်ကြီးမှပြောင်းရွှေ့နေတာကြပါပြီ။ထွန်းဆိုင်ကတော့သူ့ရဲ့ရွာလေးမှာပဲတန်ခါအလုပ်တွေကိုလုပ်ကင်ရင်တယောက်တည်းနေထိုင်နေတာပါ။ဒီနေ့တော့ထွန်းဆိုင်တယောက်လုပ်ဆရာရှိတာတွေကိုလုပ်ကင်လိုက်ရင်မျိုးကနေပြန်လာမယ့်ညီဖြစ်သူရဲ့တရင်ကိုနားဆွဲနေပါတယ်။ထွန်းဆိုင်ကတော့နေရောင်လေးရှိတော့သူ့ခွဲလက်ဆငါးတွေကိုအိမ်ပြန်မှထုတ်လန်းလိုက်ပါတယ်။သူငါးတွေလမ်းနေတဲ့အချိန်မှာပဲအိမ်လေးကနေဖုန်းမိတဲ့ငါထွက်ပေါ်လာတာကိုကြားလိုက်ရပါတယ်။ ထွန်းကြိုင်လည်းဆင်းလို့ရှားသွားပြီးအိမ်လေးထဲကိုအမြန်သွားကဖုန်းကိုကောက်ကင်လိုက်ပါတယ်။ဟယ်လိုဘသူလဲ။အော်ညီလေးလားမင်းကအကူမျောနေတာအခုဘယ်ဟိုရောက်နေပြီလဲ။အကူညီခုစင်ဝဲခွေးကိုရောက်နေပါပြီ။ညီနဲ့အတူမျိုးဝတငယ်ချင်းကောင်းကြော်လဲပါလာတယ်နော်။သူကပင်လယ်ရွာဘက်ကိုရောက်ဖူးချင်လို့တဲ့။ဒါကြောင့်သူ့ကိုပါခေါ်လာခဲ့တာပါ။အော်အေးအေးအကူအိမ်မှာလည်းအခုစင်သစ်လုပ်ထားတယ်။ညီနဲ့အတူတူတငယ်ချင်းမှပါလာမယ်ဆိုတော့အကူတော့ဝက်သားနဲ့အာလူး64ချက်ထားတယ်နော်။ဟုတ်ကဲ့ပါကို အခုကရာသီဥတုကောင်းတော့နောက်3-4နာရီလောက်ဆိုရင်တော့ရောက်ပါပြီ။အခုဒါပဲနော်။ဖုံးပြန်ကြသွားပါတယ်။အခုဆိုရင်စင်ဝါခွေတော်ရောက်နေပြီမို့တိတ်မကြတော့ပါဘူး။ထွန်းချန်ကတော့ညီဖြစ်သူနဲ့မတွေ့ရတာ3နှစ်လောက်ရှိပါပြီ။ညီဖြစ်သူကမြို့မှာကြောင်းသွားတက်နေခဲ့တဲ့ကအိမ်မှာသူတယောက်တည်းပြေးနေရပါတယ်။ အခုဆိုရင်ဇင်အောင်ကစံမွေးဝဲကြီးပြီးသွားတာကြောင့်အင်ကိုပြန်လာခဲ့တာဖြစ်ပါတယ်။ထုံးဆိုင်လည်းညီဖြစ်သူနဲ့အတူတူမြို့ကတငယ်ချင်းမှပါလာမယ်ဆိုတာကြောင့်အင်တန်ရှိရေးပါအမြန်လုံးလိုက်ပြီးမလိုလားတွေကိုကောက်ငင်သိမ်းစီလိုက်ပါတယ်။အိမ်မှာတော့သူတယောက်ထဲနေတာကြောင့်တန်ရှိရေးသိမ်းမလို့ဖြစ်ပါဘူး။ထွန်းဆိုင်ကအားလုံးပြီးသွားတော့ရချိုးကန်းထဲကိုသွားလိုက်ပြီးရေမိုးချိုးကညီဖြစ်သူအလာကိုစောင့်နေလိုက်ပါတယ်။ထွန်းဆိုင်ကတော့ညီဖြစ်သူကိုတမျောမျောဖြစ်နေပါတယ်။နိုင်ဝဲကြတဲ့အထိညီဖြစ်သူကရောက်မလာသေးပါဘူး။ ထွန်းကြိုင်လည်းဇင်ရောက်စီကိုဖုံးဆက်မင်းမလို့လှုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်မြင့်ကနေညီဖြစ်သူအွန်လိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်။အကိုကြီးအကိုအိမ်ထဲမှာလားကိုဟာအခုမှရောက်တာလားငါမင်းတို့မျောနေတာလာခက်ကွာဇင်ရောက်ရဲ့နေပင်းမှာတော့အသားပြူပြူရှိရှိကောင်းလေးတယောက်ကရက်နေပါတယ်။ဒါကမျိုးကဧည့်သည်ပဲဖြစ်ရမယ်လို့ထွန်းဆန်ကတွေးလိုက်ပြီးတရင်တနည်းပြောလိုက်ပါတယ်။လာညီလေးအိမ်ထဲဝင်လာလေရရဖက်နဲ့တွေအောက်မှာချက်ထားလိုက်။ညီလေးမင်းတကယ်ချင်းတို့ရေလေးခတ်ပေးလိုက်ပါဦး။ မင်းတို့ကရမ်းကြတာပဲငါတိတ်တော့မကြတော့ဘူးထင်နေတာဘိုက်စာရေမိုးချိုးပေးထမင်းစားကြနော်ငါစင်စစ်ချက်ပြုတ်ထားတယ်ဒီနေ့တော့မင်းတို့ကံကောင်းနေကွာတော်ဝက်သားရလို့ငါလည်းဝက်ချက်ထားတယ်မင်းတို့မြို့မှာဆိုတော်ဝက်သားဖယ်စားရပါမလဲဟာကိုရဲတော်ဝက်သားဆိုလို့ဘိုက်တော်စားသွားပြီဟဲ့တကယ်ချင်းမင်းတို့ကံကောင်းတာပဲတော်ဝက်သားအဝတီးကွာငါကိုလည်းရရှယ်ပဲနော်မင်းတို့မကြခင်ချီချူးတော့မယ်ထင်နေဇင်အောင်နဲ့အတူတူလိုက်ပါလာတယ်ကောင်းကျော်ကတော့အသားဖြူဖြူခက်ချောချောလေးပါသူ့ကိုကြည့်ရတာမမွေရရှိပုံရပါတယ် သူတို့တုံးယောက်သာအိမ်ရှိကကုပစ်လေးပေါ်ထိုင်ရင်စကားတွေတဝါကြီးထိုင်ပြောကြပါဗျ။ထွန်းဆန်ကတော့ညီဖြစ်သူရောက်လာတာကြောင့်စိတ်ထဲမှာကြည်နူးမိနေတယ်လို့နှွေးထွေးသွားတယ်လို့ခံစားလိုက်ရပါဗျ။မင်းတို့တယောက်ခဏစကားထိုင်ပြောအောင်ကွာ။ကောင်းကျော်ကြီးမင်းရဲ့အိမ်လိုပဲသဘောထားနော်ဘာမှအာမနာနဲ့။မင်းတို့တယောက်စကားခဏပြောနေအောင်ငါအိမ်နောက်မှာစက်သားချောက်ပုတ်ထားတယ်။ပဲစီလေးဆက်မယူလာခဲ့မယ်။ဟုတ်ကဲ့ပါကိုစက်သားချောက်မစားရတာကြပါဘူးကိုရဲ့။အကိုညီကြိုက်တဲ့ဟာတွေပဲအစင်းသစ်လောက်ထားပါလား။ ထွန်းချန်ကတော့ညီဖြစ်သူစားရအောင်ဆိုပြီးစက်သားကြောက်ကိုမယားမကလိုက်ရှာဝယ်ထားခဲ့ပါတယ်။စင်ယောင်ကငယ်ကလေးကစက်သားကြောက်ဆိုအယံကြိုက်ပါတယ်။ထွန်းချန်ကသူတို့နှစ်ယောက်ကိုခနာဆောင်ခိုင်းထားလိုက်ပြီးအိမ်နောက်ခန်းထဲကိုဝင်လိုက်ခဲ့လိုက်ပါတယ်။ထွန်းချန်လည်းမိဖို့ဘော်ကစက်သားကြောက်ကိုမွာသွားအောင်ထူလိုက်ပါတယ်။သူမိခင်ထားတဲ့စက်သားကြောက်ကတော့အနေတော်လောက်ဖြစ်နေပါပြီ။သူလည်းလက်နေနဲ့အမှားလိုက်ဖြစ်အောင်ဆွဲဖက်လိုက်ပြီးပကံထဲကိုထည့်လိုက်ပါတယ်။ပြီးတော့အသင့်ဝယ်ယူထားတဲ့ဘဲစီစစ်စစ်လေးကိုအပေါ်ကနေမြို့သွားအောင်လောင်းထည့်လိုက်ပါတယ်။ ဇေယောင်နဲ့အကောင်းကျော်တို့နှစ်ယောက်ကတော့အိမ်ရှိမှထိုင်ရင်စကားကောင်းနေကြပါတယ်။မင်းခဏနားယူလာအောင်ပြီးရင်ငါတို့ရွာလေးကစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေကိုလိုက်ပြမယ်ကွာ။မင်းပျော်သွားစေရမယ်။မင်းကိုငါတို့ရွာလေးကအချောလာလေးတွေနဲ့လည်းမိတ်ဆက်ပေးအောင်မယ်။ဟဲဟဲ။တော်ပါပြီကွာ။မဆိုကြောက်လွန်းလို့ဝိုးဝေးရရှောင်နေတာ။မင်းကလာပြောနေပြန်ပြီ။ကောင်းကျော်ကတော့အသေးခဏခဏ꽌ဘူးပါတယ်။ဒါကြောင့်ကောင်းကျော်ကရီစားမထတော့ပါဘူး။သူ့ထားလိုက်တဲ့ချစ်သူတိုင်းကသူ့အပေါ်လှဲစားသွားကြတာပဲများပါတယ်။ကဲရော့ညီလေးမင်းတို့တွေစားရခဲမှာပဲ မြမစားကြနော်စက်သားကြပုတ်စီစံကရင်းနှီးချက်လေးနဲ့ဆိုအရန်လိုက်တာကဲကောင်းကျော်ကြီးဘာလို့လိုအပ်လဲစားလို့ကောင်းမကောင်းမြည်ကြည့်လိုက်ပါဦးဟုတ်ကဲ့ပါကိုကောင်းကျော်ကတော့ထွန်းချိန်ပြင်ဆင်ပေးလာတယ်စက်သားကြောက်လေးကိုစားကြည့်လိုက်ပါတယ်အိုးကိုကြီးအရန်ကောင်းတာပဲစက်သားကြောက်ကမြို့မှာဆိုရွှေပဲခမအစ်စ်စားရဖို့ဆိုတာကမရှိသလောက်ပါပဲတကယ်စားလို့ကောင်းပါတယ်စားလို့ကောင်းရပါပြီကွာမင်းတို့စားရခဲ့လို့ငါအစင်သင့်ဝယ်ထားတာမင်းတို့နှစ်ယောက်အေးအေးဆေးဆေးနားလိုက်ကြအောင်ငါပြင်မှာလှုပ်ရှားရဲကြံသေးလို့အပြင်ခဏသွားလိုက်အောင်မယ် ဒါနဲ့ညီလေးမင်းပြုံသွားမယ်ဆိုရင်အိမ်တကားတစ်စားပိတ်သွားနော်မင်းတငယ်ချင်းလဲဟိုဟိုဒီဒီသွားကြည့်ချင်နေမှာပဲသူပြင်းနေရင်လဲအပြင်ကိုအလဲလိုက်ဖို့လိုက်အောင်ကွာကောင်းကြော်ရင်ငါတို့ရွာလေးမှာထူးခြားတဲ့နေရာတစ်ခုလဲရှိတယ်ကွာဒါပေမဲ့ဒီနေရာကိုတော့ငါမနေ့ကမှလိုက်ဖို့ပေးပါမယ်ကဲငါသွားပြီထွန်းချန်ကတော့သူတို့နှစ်ယောက်ကိုနှုတ်ဆက်လိုက်ပြီးထွက်သွားပါတယ်စောစောကထွန်းချန်ပြောသွားတဲ့ထူးခြားတဲ့နေရာဆိုတာကိုကောင်းကြော်ကစိတ်ဝင်စားသွားပါတယ်ဒါကြောင့်ကောင်းကြော်လဲဇင်ယောင်ကိုချက်ချင်းမဲ့မင်းကြီးလိုက်ပါတယ်စောစောကမင်းကိုပြောသွားတာဘာလဲလဲ ထူးခြားတဲ့နေရာဆိုလားအဲ့ဒါဘာကိုပြောတာလဲဩဒါငါတို့ရွာမှာထူးဆန်းတဲ့ဂူကြီးရှိတယ်ကွအဲ့ဒီလိုင်ဂူကြီးရဲ့ကြောက်သားနေရာတွေအားလုံးပေါ်မှာထူးထူးခြားခြားမွေးပုံတွေပေါ်နေတာကွရွာလူကြီးတွေပြောကြတာကတော့ဒီလိုင်ဂူကြီးထဲမှာရတနာဆောင်တဲ့အဆောက်မွေတွေရှိတယ်တဲ့ငါတို့ရွာလေးမှာတော့ဒီလိုင်ဂူကနမဲကြီးပဲလေဟာဟုတ်လားကွမင်းပြောတာစိတ်ဝင်စားစရာပဲမင်းတို့တွေဒီဂူကြီးတွေဝင်ကြည့်ဘူးကြလားဘယ်ရလာဝင်ကြည့်ရမှာလဲကွဂူပေါက်ကိုတောင်အနေနဲ့များလို့ပြစ်ပြစ်ထားပြီးကွ ီကူကြီးထဲမှာအရန်ကိုများပြတဲ့ရွှေတွေရှိရလို့ပြောကြတယ်။လာပြညတွေဆိုရင်ဒီလိုင်ကူကြီးထဲကနေမွေးတွန်းတဲ့တွေကြားရတတ်တယ်လို့ပြောကြတယ်။ရွာလူကြီးတွေပြောကြတာကတော့၁၈တောင်မွေကဒီလိုင်ကူထဲမှာရတနာတွေကိုစောင့်နေတာတဲ့။ဘာလဲ။မင်းကငါခုပြောပြတဲ့ဒီလိုင်ကူကြီးကိုစိတ်ဝင်စားနေပြီလား။ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အဖြစ်အပျက်တွေလည်းရှိသေးတယ်။ပြောစမ်းပါအောင်ကွာ။ငါတော့မင်းခုပြောပြတဲ့ဒီလိုင်ကူကြီးကိုအရန်စိတ်ဝင်စားနေပြီ။မင်းကလည်းကွာဒီလိုစိတ်ဝင်စားစရာကောင်းတာမျိုးဆိုအခုမှပဲပြောပြတော့တယ်။ ကောင်းကျော်ကတော့အခုလိုစိတ်ဝင်စားစရာကောင်းတာမျိုးဆိုသူကိုယ်တိုင်သွားရောက်လေ့လာခြင်းလေးရှိပါတယ်။အခုလည်းတငယ်ချင်းဖြစ်သူပြောပြတယ်။လှိုင်းကူကိုအရင်စိတ်ဝင်စားသွားပါတယ်။ဒီလှိုင်းကူရဲ့ရာဇဝင်ကဒီလိုကွ။ငါ့ဖိုးပြပြဘူးတာတော့အရင်ကဒီလှိုင်းကူကြီးတော့လူတွေဝင်လို့ရတယ်ကွ။ဒါပေမဲ့လူတွေကအပြောဆိုညဉ့်ညမ်းနဲ့စီးမဆောင်ဘူး။ဒီလှိုင်းကူထဲမှာအပေါ့ဆွနာတွေလုံကြတဲ့သူတွေလည်းရှိတယ်။နောက်တော့မစင်မကျင်လုံကြတဲ့သူတိုင်းကငွေကခံရပြီးတည်သွားလိမ့်ရှိတယ်။တချို့ဆိုလှိုင်းကူထဲမှာ ရွှေသူရွှေဆတွေရှင်ဟောင်ဖျားယူပွားတော်တွေရှင်ခေအတုံးဆောင်တွေကိုတွေးကြရတယ်။လောဘကြီးရဲ့သူတွေကတော့လှန်ကူထဲမှာတွေးရတဲ့ဟာတွေကိုအိမ်ယူလာကြတယ်။ဒါပေမဲ့လှန်ကူထဲမှာတွေးရတဲ့ဟာတွေကိုယူလာလို့မရဘူးကွ။ဒီနေ့ယူလာရင်မနဲ့ဆော့ဆော့ဆိုအသက်မရှိတော့ဘူး။ပြီးတော့နန်းတော်တစ်ခုလုံးကဒီလှန်ကူထဲကိုရောက်နေတယ်လို့ပြောကြတယ်။အရင်ကဘရင်ကြီးတစ်ပါးကတိုက်ဆောင်မွေနဲ့အပေးယူတစ်ခုလုပ်ခဲ့တယ်။အဲ့ဒီအပေးယူကိစ္စမှာဘရင်ကြီးကဂရုမတည်ခဲ့ဘူး။ ဒါကြောင့်တိုက်ဆောက်မှုတွေကနန်းတော်တစ်ခုလုံးကိုလှိုင်းကူကြီးထဲမှာပိတ်လောင်ထားခဲ့တယ်လို့ပြောကြတာပဲ။ငါလည်းဒီဇလန်ကိုနားထောင်ရတာငငယ်လေးတည်းဆိုတော့တိတ်မမက်မိတော့ပါဘူး။ငါခုပြောပြတာကဗဇက်ရာဇဝင်လည်းဖြစ်နိုင်တယ်။တေချာတာကငါတို့ရွာကားသူတွေတောင်ဒီလှိုင်းကူကြီးနဲ့ပတ်သက်တာတွေကိုတိတ်မသိဘူးကွ။တေချာတာကတော့အနည်းအများမှတေချာတယ်။ငါတို့ဒီလှိုင်းကူကြီးစီကိုမသွားရဲပါဘူး။စိတ်ထဲမှာကြောက်တယ်လို့လို့နဲ့တမျိုးကြီးခံစားရတယ်။ငငယ်တော်ကဆိုအကြောင်းတစ်ခုခုနဲ့ဒီလှိုင်းကူကြီးစီရောက်သွားရင်ငိုရတာပဲ။ ။ကောင်းကျော်ကတော့တငယ်ချင်းဖြစ်သူပြောတာကိုစိတ်ဝင်တစားနားထောင်နေပါဗျ။သူကတော့ဒီလိုင်ငူကြီးစုကိုအရန်သွားကြည့်ချင်နေပါဗျ။ငါတို့မင်းပြောတဲ့ဒီလိုင်ငူကြီးစုကိုပဲသွားချင်နေပြီ။ဒီလိုင်ငူကြီးရှိတဲ့နေရာအရန်ဝေးလာကွ။ဒီကနေဆိုအခုသွားရင်ဘယ်ချင်းလောက်ရောက်လဲ။သိမဝေးပါဘူး။ဟိုသွားဖို့က၃နိုင်လောက်ချင်းပေးရတယ်ကွ။ဒါပေမဲ့လမ်းတော့မကောင်းတော့။တိုးတိုးရလိမ့်မယ်။မိုးရင်းမဆိုရင်လုံးဝအောင်သွားလို့အဆင်မပြေဘူး။မင်းကိုအရန်သွားချင်နေရင်လေငါ့ကိုပြောခဲ့တယ်လို့မနှက်ထီစောင့်လိုက်ကွာ။သူလိုက်ဖို့ပေးလိမ့်မယ်။ မင်းဟိုရောက်ရင်ပို့ပြီးတော့တောင်စိတ်ဝင်စားသွားအောင်မှာလှန်ကူကြီးကမြေုံနဲ့ငါတို့လန့်နေကွာမင်းတော့ဘယ်လိုနေမလဲမသိဘူးငါတို့တိတ်မသွားချင်ပါဘူးကွာဒါပေမဲ့မင်းရန်သွားချင်တော့ငါတို့လိုက်ဖို့ပေးရမှာပေါ့စင်အောင်နဲ့ကောင်းစော်တို့ကစကားကောင်းနေပါတယ်ခဏနေတော့ထွန်းဆိုင်လဲပြန်ရောက်လာပါတယ်ထွန်းဆိုင်လက်ထဲမှာငါးနှကောင်ပါလာပါတယ်မင်းတို့နှစ်ယောက်ဘယ်မှမသွားကြဘူးလားငါအပြင်ကိုသွားပြီလို့ထင်နေတာဒီမှလေမင်းတို့ကဒီညစာငါးဟင်းဆက်လေးချက်ပေးမလို့တော့ဝက်သားနဲ့အာလူဟင်းငါးဟင်းဆက်ဘလို့လဲကြက်ကြရဲ့လား ငိုင်းဆက်ဆိုအရန်ကြိုက်တာအကိုကြီးဒီမှာတော့ငါတို့လက်ဆက်နေမှာပဲနော်။အော်ဒါနဲ့အကိုကြီးမနေ့ပြန်ကြရင်ဟိုလိုက်ကူစီကိုပို့ပေးပါနော်။အရန်ကိုစိတ်ဝင်စားနေလို့။အော်အေးလိုက်ပို့ပေးရမှာပေါ့။မင်းတို့မနေ့ကျရင်တောင်ပေါ်တက်ရမယ်ဆိုတော့ညကျရင်စောစောအိတ်ကြနော်။လမ်းတော့နည်းနည်းကျန်းနေကွ။မျိုးငါငါးဦးလာတာတော့ပြင်ဆင်လာအောင်မယ်။ထွန်းကြိုင်လည်းသူယူလာတဲ့ငါးကိုယူပြီးမြို့ပုကန်ထဲကိုဝင်သွားလိုက်ပါတယ်။စင်အောင်နဲ့ကောင်းကျော်တို့ကတော့ခက်လန်းလန်းကရေရင်းစီကိုတွားပြီးရေသွားခတ်ကြပါဗျ။ကောင်းကျော်ကအရန်ကိုလိမ္မာတိတက်ပါဗျ။ ။ဇင်အောင်ကမလုံးနဲ့ပြောရအောင်မရပါဘူး။ကောင်းကျော်ကရေတွင်းထဲကရေတွေကိုသူ့ကိုယ်တိုင်ခတ်ပြီးရေပုံးနဲ့ထည့်လိုက်ပြီးသူ့ကိုယ်တိုင်အိမ်နောက်ကဆင်းအိုးရက်ကိုလောင်းထည့်ပေးလိုက်ပါတယ်။နေပါရပါပြီကောင်းကျော်ကမင်းကလည်းအားနာစရာအေးအေးဆေးဆေးနေစမ်းပါပိပိတီကိုမပြေမမ်းပါဘူးပြေတော့မှာကို နောက်တစ်ခေါက်ဆိုရေပြပါပြီ။ကောင်းကျော်ကတော့ရေပုံးထဲကရေတွေကိုဆင်းအိုးရက်လောင်းထည့်လိုက်ပြီးရေရင်းစီကိုပြန်သွားလိုက်ပါတယ်။ထွန်းချိုင်ကတော့ခုတ်ထစ်ပြီးသားငါးတွေကိုရေစင်အောင်ဆေးကြောလိုက်ပြီးဟိုးရဲထက်ကစီတက်လိုက်ပါတယ်။ ထုံးဆိုင်ကမိဖို့တဲကဟင်းတွေချက်ပြုတ်နေတော့ကောင်းချော်နဲ့စင်အောင်တို့ကရေတွင်းမှာပဲရေချိုးလိုက်ကြပါတယ်။ခဏကြာရင်ဟင်းရပြီဟိ့။ငါဟင်းနဲ့လေးကတော့မှုန့်ကြိုင်နေတာပဲ။မင်းတို့တော့မသိဘူး။ငါတော့ဗိုက်တောင်စားလာပြီ။ငါကအရန်လက်တော့ချိုးနေမှတေးကြပါတယ်။အိုးကိုကြီးငါရင်ချက်ထားလား။ဟင်းနာမှုန့်နေရပဲ။ဒီနေ့ခီးပတ်လာလို့လားမသိပါဘူး။ဗိုက်တောင်စားနေတယ်လို့ပဲ။ပြီးရင်ငါတို့ထမင်းတူတူဝိုင်းစားကြတာပေါ့။ငါလေးနူးဤလောင်ခဏနှက်ထားလာအောင်မယ်။ဟောပြောရင်းဆိုရင်အမောင်အောင်ကြတော့မယ်။ဇင်အောင်ကြီးမင်းအိမ်ရှိမှာအမွှေးတန်ထွန်းလိုက်ပါဦး။ ပြီးရင်ထမင်းစားတော့ဖို့အစင်းသိပြင်ဆင်ထားလိုက်နော်။ဟုတ်ကဲ့ပါကိုဟင်းနာမှွေးနေတာပဲကိုဒီညတော့ထမင်းစားကောင်းပါပဲ။ဇေယောင်ကထမင်းစားတော့ဖို့ပြင်ဆင်တော့ကောင်းကျော်ကပါဝိုင်းကူပေးပါရယ်။စပွဲပေါ်မှာတော့ငါဟင်းကပူလွန်းနေတာကြောင့်အငွေ့တထောင်းထောင်းထားနေပါရယ်။သူတို့တော့ယောက်သားညစာကိုငါဟင်းဆက်တော်ဝတ်သားနဲ့အာလူဟင်းငပိရီချို တို့စရာဂေါ်ပီတို့ဟင်းညုံစားတာတွေနဲ့မင်းရင်ရှက်ရစားလိုက်ကြပါရယ်။ကောင်းကျော်ထက်စားလေဘာလို့အာနာနေရလဲ။ငါဟင်းမညာထက် ငါတို့ကပင်လယ်ရွာလေးဆိုတော့လက်ဆက်တဲ့ငါတွေစားရတယ်ကွဇင်အောင်သူ့ထည့်ပေးလိုက်ပါဦးထွန်းချန်ကတော့ကောင်းကျော်အားနာနေမှာဆိုတာကြောင့်ခင်းနေမြများခတ်ထဲခိုင်းပါတယ်စားစမ်းပါငါတို့ရွာမှာငါတွေကပေါလုံးလို့ရော့ငါဟင်းကလက်လုံးလုံးချိုးနေတာပဲဇင်အောင်ကတော့ကောင်းကျော်ရဲ့ပကံလေးကိုငါဟင်းတွေမြများခတ်ထဲပေးပါတယ်ကျော်ဒီမှာလဲတော့ဝက်သားတွေရှိသေးတယ်မြများထည့်စားပါဒီညတော့တို့တို့တောင်အောင်စလုံးထမင်းစားမိန်ပါတယ်တို့တို့တောင်အောင်ထမင်းစားပြီးတော့အိမ်ရှိကုပ်ပြစ်လေးပေါ်မှာထိုင်လိုက်ကြပြီးစကားဆက်မိပြောကြပါတယ် ဒီညတော့လာရောင်ကထိန်ထိန်သာနေပြီးလင်းအီးတွေကလည်းတဖြည်းဖြည်းတိုက်ခတ်နေပါတယ်။ရွာလေးထဲမှာတော့ဒီအချိန်ဆိုတိတ်ဆိတ်သွားပါပြီ။ထုံးကြိုင်တို့အိမ်ကရွာဆုံးမှာဖြစ်တာကြောင့်ပူပြီးတော့တိတ်ဆိတ်နေပါတယ်။ပြီးတော့နဘေးဝန်းကျင်မှာအိမ်လေးတွေမရှိတော့ဘဲစိုက်ခင်းနဲ့လဲဆောင်တဲလေးလောက်သာပဲရှိပါတယ်။ငါတို့ရွာလေးကတိတ်ဆိတ်တယ်ကွ။အိမ်ကြီးလဲနေတယ်။ရွာဆုံးဆိုတော့ပိုဆိုးတာပေါ့ကွ။အကိုသူတို့ဟိုလှန်ကူကြီးကြောင့်အရန်စိတ်ဝင်စားနေတယ်။အော်ဒီလှန်ကူထဲမှာတိုက်ဆောက်မှုတွေရှိတယ်ကွ။ ဘရင်လက်ထက်ကအဖိုးပြတ်မနိုင်နဲ့ရှီဟောင်းရွှေငွေတွေကိုတိုက်မွေတွေကပဲစောင့်ရှောက်နေတယ်။အခုတော့ဒီကူရဲ့ဝင်ပေါက်ကိုလည်းပိတ်ထားလိုက်တာကြပါပြီ။အရန်အနေများတယ်ကွ။တခါတလေဆိုဒီလိုင်းကူတဲကနေမွေးတွန်းတံတွေကိုကြားနေရတယ်။ဒီကူထဲမှာရတနာဆောင်နဲ့၁၈တောင်မွေရှိတယ်လို့ပြောကြတယ်။မင်းလည်းမနှက်ပြန်ဒီလိုင်းကူစီကိုရောက်သွားရင်တွေ့ရမှာပါ။ကူရဲ့နေရန်ပေါ်မှာမွေကနန်းတော်ကိုအပေါ်ကနေမိုးထားတာကိုတွေ့ရလိမ့်မယ်။ဒါကတမင်လုံးဝထားတာမဟုတ်ဘူးနော်။တဘာဝအတိုင်းဖြစ်နေတာ။အရန်ကိုအံ့အားသင့်စရာကောင်းတယ်ကွ။ ျွန်တော်တို့အရန်ကိုရောက်ချင်နေပြီကိုကြီးထွန်းဆိုင်ကတော့သူကြားဖို့နှားဝရှိသလားပြောပြပါဗါးကောင်းကျော်ကတော့စိတ်ဝင်တစားနာထောင်ရင်သူသိစင်နာတွေကိုမေးပါဗါးအပြင်မှာအေးလာပြီကွမင်းတို့စောစောအေးကြတော့မနေ့စောစောကြရင်အဲ့ဒီလန်ကူစီကိုအတူတူသွားကြတာပေါ့တော်တော်တိုးရမယ်နော်လမ်းလဲကျန်းနေကွတော်ကြလမ်းမှာညညမနေကြနဲ့နော်ငါတို့အေးကြမှထင်နေအိုးစက်နိုင်တော်ခွဲတော့မယ်စကားကောင်းနေတာနဲ့နိုင်တော်မကြည့်မိဘူးလာလာငါတို့အေးကြအောင်ညနေလာတာနဲ့အများပုံမိုးအေးလာပါတယ် ထွန်းချန်ကတော့အခန်းထဲမှာဝင်အိပ်ပါတယ်။ဇင်အောင်နဲ့ကောင်းကျော်တို့ကတော့အိမ်ရှိမှာဖျားခင်းပြီးအိပ်ကြပါတယ်။အပြင်မှာတော့အရန်ကိုတိတ်ဆိတ်နေပြီးအေးအေးတန်ပို့လာတာကြောင့်ကောင်းကျော်ကဆောင်းကိုခြုံလိုက်ပါတယ်။ကောင်းကျော်ကတော့လှိုင်းကူအချောင်းကိုစဉ်းစားနေမိပါတယ်။ညတော့နက်လာတဲ့အထိအိပ်လို့မပြောပါဘူး။ကောင်းကျော်ကအိပ်လို့မပြောတာကြောင့်နဘေးကိုလှမ်းကြည့်လိုက်ပါတယ်။သူ့ရဲ့နဘေးမှာတော့ဇင်အောင်ကနှင်းနှင်းချက်ချက်အိပ်ပျော်နေပါတယ်။ကောင်းကျော်လည်းစူးစမ်းပြီးအိပ်မလို့လှုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာကောင်းကျော်ရဲ့နားထဲမှာ မွေးတွန်းတဲ့တွေကိုပြပြတတ်တတ်ကြားလိုက်ရပါတယ်။ဟာဒါဘယ်ရောက်မွေးတွန်းနေတာလဲ။ကောင်းကျော်ကမွေးတွန်းတဲ့တွေကိုအဆက်မပြတ်ကြားလာရတာကြောင့်သူ့အမြဲဆောင်ထားလေးရှိတဲ့လက်နဲ့တံမီးလေးနဲ့အမြန်ထိုးကြည့်လိုက်တာတကူလုံးဖြူစွနေတဲ့မွေးတကောင်ကအပေါ်ကနေအောက်ကိုရှော့ဆင်းသွားတာကိုတွေ့လိုက်ရပါတယ်။ကောင်းကျော်တယောက်နှလုံးခုန်နာမြန်နေပါတယ်။သူကတော့အတော်လေးညံ့တက်လာမှမိကနေအိပ်ပျော်သွားခဲ့ပါဗျ။ကောင်းကျော်ဘယ်ချိန်ထိအိပ်ပျော်သွားမှန်းမသိပါဘူး။ဟဲ့ငငယ်ချင်းကောင်းကျော်ကောင်းကျော်မထသေးဘူးလား။၆နိုင်ထိုးနေပြီကွာ ငါတို့ဟိုလဲတားကြအောင်ပါလေဇင်အောင်ကနဘေးကနေနိုးလိုက်မှကောင်းကျော်လဲအိယာကနေလန်နိုးလာပါတယ်ညကအိတ်လို့မပြောတာကြောင့်ကောင်းကျော်ကအေးအေးမဝပဲခေါင်းနဲ့အုံနေတယ်လို့ခန်းစားနေရပါတယ်မင်းတို့တက်တက်လိုက်နော်ပြီးရင်လက်ဖက်ရည်နဲ့ကောင်းကြီးမောင်းစားကြအောင်ငါစင်စစ်လှုပ်ထားပေးပြီငါကိုတော့မရှိတော့ဘူးကရွာထဲကိုသွားတယ်မင်းကိုနှုတ်ထားလိုက်တဲ့ဘလို့လဲညအိတ်လို့ကောင်းရဲ့လားကောင်းကျော်ကသူညကမွေးဖြူတကောင်မြင်ခဲ့ရတာကိုပြပြမလို့လှုပ်လိုက်ပင်မယ်မနှက်စောစောစိတ်နှောက်ရှက်ဖြစ်သွားမှဆိုတာကြောင့်ဘာမှမပြောတော့ပဲမျက်နှာတော့တက်လိုက်ပါတယ် သူတို့၃ယောက်ကနနက်စာအဖြစ်လက်ဖက်ရည်နဲ့ကောင်းကျင်းပေါက်စားကြပါတယ်။ကောင်းကျင်းပေါက်နဲ့လေးကတင်နေပြီးစစ်စစ်လေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်။စားထတော့ကောင်းကြော။မင်းကလှန်ကူစီကိုတွားကျင်နေတော့လေ။အမွှေးထားဖို့ကွာ။ဟိုရောက်မင်းအောင်အောင်တွားမှာပါ။ဟုတ်ကဲ့ပါကိုကြီး။ကျွန်တော်တို့ဒီလှန်ကူကြီးစီကိုဘာနဲ့တွားကြမလဲ။ငါတို့လမ်းလျှောက်ပြီးပဲတွားကြမယ်လေ။တော်လိုက်လေးကနေဖြတ်ပြီးတွားရင်မြန်ပါတယ်။သူတို့၃ယောက်လည်းစားတော့ပြီးတာနဲ့လှန်ကူကြီးစီကိုစားထွက်လာလိုက်ပါတယ်။ ဒေါ်လာလေးအတိုင်သွားနေရတာကြောင့်နေအရမ်းမပူပါဘူး။လေတွေကလည်းတဖြည်းဖြည်းတိုက်ခတ်နေတာနဲ့တောပန်းနှံလေးတွေကလည်းတင်းပြတ်နေပါဗျ။အခုဆိုရင်ထူးဆန်းတဲ့လှိုင်းကူကြီးစီကိုစပြီးလာနေကြပါပြီ။စပြီးလာနေကြပြီဖြစ်တာကြောင့်ကောင်းကျော်တယောက်အရန်ကိုစိတ်လှုပ်ရှားနေပါဗျ။သူပါလို့ဒီလှိုင်းကူကြီးစီကိုဒီလောက်တောင်သွားကျင်နေမှမတိပါဘူး။တရားလှပလုံးနဲ့ပဝင်းကျင်ကြောင်းကောင်းကျော်ကခဏရက်ပြီးရှုခင်းတွေကိုကြည့်လိုက်ပါတယ်။ပင်မနေပြီလားကောင်းကျော်။သိမလို့တော့ပါဘူး။ အရှိခက်လန်းလန်းကတောဦးလေးထဲကနေတောင်ပေါ်ကိုတက်သွားလိုက်ရင်ရောက်ပါပြီထွန်းဆန်ကတော့ခဏနားမလားလို့မေးလိုက်ပေမဲ့ကောင်းကျော်ကရတယ်လို့ပြောတာကြောင့်သူတို့လည်းပြန်ပြီးတော့ခရင်ဆက်လာလိုက်ပါတယ်တောဦးလေးထဲကိုရောက်နေပြီဖြစ်တာကြောင့်တောလေးအေးတွေနဲ့အတူချမ်းသလိုခန်းစားလိုက်ရပါတယ်သူတို့၃ယောက်ကအခုဆိုရင်တောင်ပေါ်ကိုစပြီးတော့တက်ကြတော့မှာပါဒါကြောင့်မို့လှိုင်ကူကြီးရှိတဲ့တောင်ပေါ်ကိုစမတက်ခင်မှာတောင်ချီမှာခဏအနားယူလိုက်ကြပါတယ်။ကဲငါတို့အစာပြေလေးစားထားကြရအောင်။ ဒီနေရာမှာကခြေလေးချောင်းသားစားလို့မရဘူးကွဒါကြောင့်ငါပဲကြမ်းတော့တူဦးပဲငပိကြော်လေးထက်လာခဲ့တယ်ထွန်းဆိုင်ကပျော်ပျော်ဆူဆူနဲ့စားတော့ဖို့အတွက်ပြင်ဆင်ပေးပါတယ်တောင်ကျင်းမှာမို့လေတွေကလည်းတဟူဟူတိုက်ခတ်နေပါတယ်အပေါ်မှာတော့တောထူတယ်နော်တင်းချောက်သွားမှရမယ်တောင်ပေါ်ကိုရောက်လာလေလမ်းအကျန်းလေးပဲငါတို့တတိထားပြီးသွားရမယ်သူတို့တောင်ယောက်ကစားတော့ပြီးတာနဲ့တောင်ပေါ်ကိုတက်လာခဲ့လိုက်ပါတယ်အပေါ်ရောက်လာတော့ထွန်းဆိုင်ပြောသလိုတော်အရန်ထူပါတယ်ကြည့်သွားနော်ဒီမှာတော့မွေတွေပေါ်တယ်ကွာ လမ်းလျှောက်ရင်အတန်ခက်ပြီးမြင့်လေးလျှောက်ပြီးသွားပါခြုံရွယ်တွေကထူနေတာကြောင့်သွားလာရတာကမလွယ်ကူပါဘူးလမ်းကူကြီးကရောက်တော့မှလားခြုံရမ်းထူတာပဲနော်ခုနကစူးခြုံတွေတိုးလိုက်မိတာတွေးတောင်ထွက်သွားပြီရရဲကောင်းကျော်ဖြည်းဖြည်းလျှောက်အမြန်မလိုပါနဲ့ဟောဟိုပင်ကြီးကျော်လမ်းကူရောက်ပါပြီသူတို့တောင်ကတော့ရောက်တော့မှဖြစ်တာကြောင့်ခက်တော့တတ်တာသွားလိုက်ပါတယ်အခုဆိုရင်တောင်ရဲ့အမြင့်ဆုံးနေရာကိုရောက်လာပါပြီနောက်15မိနစ်လောက်ကြာတော့သူတို့အားလုံးလမ်းကူကြီးစီကိုရောက်လာခဲ့ပါတယ်အိုးကူကြီးကအရန်ကြီးရပါပဲ ာဂူနီယန်ပေါ်မှာမွေပုံတွေရေဆွဲထားသလိုပေါ်နေပါလားကောင်းစော်ကတော့ဂူနီယန်ပေါ်ကမွေပုံတွေကိုတေချာကြည့်လိုက်ပါတယ်ဂူနီယန်ပေါ်မှာတော့မွေကြီးနှစ်ကောင်ကနန်းတော်ကိုအပေါ်ကနေမိုးထားပါတယ်ဂူနီယန်ပေါ်မှာအခုလိုပေါ်နေတာကတဘာဝအတိုင်းဖြစ်ပေါ်နေတာဖြစ်ပြီးအရန်ကိုအံ့ဩစရာကောင်းပါတယ်ကောင်းစော်ကတော့လှိုင်ကူကြီးကိုကြည့်ပြီးအရန်ကိုအာအာသိမဆုံးဖြစ်နေပါတယ်ထွန်းချန်တို့ညီကိုကတော့တခြားတစ်ဖက်ကိုတွားကြည့်နေပါတယ် ကောင်းကျော်ကတော့သူ့ရောက်တော့ရောက်ခိုင်လှန်ကူကြီးကိုတင်ချလိုက်ကြည့်ရင်ခလန်းလန်းကိုရောင်းလာပါတယ်။ရွှေအောင်ဖျားဆင်းသူတော်တစုကိုတွေ့လိုက်ရပါတယ်။ကောင်းကျော်လည်းသူ့ရဲ့ခလန်းလန်းကလှန်ကူချားမှကြာနေတဲ့ရွှေအောင်ဖျားဆင်းသူတော်လေးကိုကြည့်ပြီးအင်ကိုယူသားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘလို့လဲဒီလှန်ကူကြီးကစိတ်ဝင်စားဖို့ကောင်းတယ်မလား။လာပြညတွေဆိုလှန်ကူတွေကနေမွေးတွန်းတဲ့တွေကိုအမြဲလိုလိုကြားရလိမ့်ရှိတယ်ကွာလာမြို့လှန်ကူကြီးရဲ့ဝင်ပေါက်နေရာကိုပြမယ်ထွန်းကြိုင်ကကောင်းကျော်ကိုလှန်ကူကြီးရဲ့ဝင်ပေါက်နေရာကိုခေါ်သွားလိုက်ပါတယ် အခုတော့အထဲကိုဝင်လို့မရတော့ပါဘူးလှန်ကူရဲ့ဝင်ပေါက်နေရာကလုံးဝကိုပိတ်နေပါတယ်ဒါပေမဲ့တခြားတစ်ဖက်မှာတော့တထွာလောက်ရှိတဲ့အပေါက်တစ်ခုရှိနေပါတယ်ကောင်းကျော်လည်းအမြန်သွားပြီးအပေါက်ကြားတွေကိုချောင်းကြည့်လိုက်တာအထဲမှာတော့လုံးဝကိုအမှောင်ကျနေပြီးအနံ့တစ်မျိုးလဲရနေပါတယ်ကျွန်တော်ဒီထဲကိုဝင်ကြည့်ချင်တယ်ဗျာစိတ်ထဲမှာဒီလှန်ကူကြီးတော့ဝင်ချင်နေတယ်ဟာကွာမလုပ်ပါနဲ့လာလာငါတို့ဒီမှာကြာနေပြီပြန်ကြအောင်သူတို့တော့လည်းလှန်ကူကြီးစီကိုရောက်နေတာကြပြီဖြစ်တာကြောင့်တောင်အောက်ကိုဆင်းလာခဲ့လိုက်ပါတယ် ကောင်းကျော်တရားအနောက်ကနေတယောက်ယောက်ကလှမ်းအော်ခေါ်နေတာကိုကြားလိုက်ရပါတယ်။သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကစက်သိန်းတွေတပြန်းပြန်းထသွားပါတယ်။ကောင်းကျော်ကအနောက်ကိုလှည့်ကြည့်လိုက်တာဘာကိုမှမတွေ့ရပါဘူး။စောစောကအနောက်ကနေခေါ်လိုက်တဲ့အတံမျိုးကြားလိုက်ရတာကြောင့်စိတ်ထဲမှာတော့တမျိုးခံစားလိုက်ရပါတယ်။ကောင်းကျော်လာလေဘာမှဖြစ်လို့လဲ။မင်းတစ်ခုခုကိုကြောက်နေရလား။အရင်ကဆိုဒီလန်ကူနီနာတဝိုက်မှာရွှေတွေရှင်းဟောင်းပစ္စည်းတချို့တွေ့ရလိမ့်ရှိတယ်။ဒါပေမဲ့ဒီလန်ကူကြီးနားမှာတွေ့ရတဲ့ဟာတွေဆိုယူလာလို့မရဘူး။ ။ထွန်းချိုင်ကအခုလိုပြောတာကိုကြားလိုက်ရတော့မှသူယူလာတဲ့စင်းနှူတော်ကိုသတိရသွားပါတယ်။ဒါပေမဲ့ကောင်းကျော်ကတော့ဘာကိုမှမပြောခဲ့ပါဘူး။တောင်ပေါ်ကနေဆင်းလာတော့လင်းအေးပြေကတဖြည်းဖြည်းတိုက်ခတ်နေပါဗျ။ပြင်းမသွားပြီကွာ။ငါတို့ဒီနေ့ထမင်းစားပြီးစောစောလေးအေးကြတာပေါ့။ဒီနေ့တနေကုန်လမ်းလျှောက်ပြီးတောင်ပေါ်ကိုတက်ထားရတာကြောင့်အတော်လေးကိုပြင်းမနေကြပါဗျ။အခုဆိုရင်အပြင်မှာလဲမှောင်နေပါပြီ။တို့သုံးယောက်ကရေမိုးချိုးပြီးထမင်းအထူးထူစားလိုက်ကြပါဗျ။ကောင်းကျော်ရဲ့ဘောင်းမီအိတ်ထဲမှာဖျားဆင်းနှူတော်လေးရှိနေပါဗျ။ဇင်ဟောင်း မင်းအေးရခင်းတော့လေအပြင်မှာလဲလေအေးတွေတိုက်နေပြီကွခေါင်းရင်းကတကားပေါက်ကိုပိတ်လိုက်ပါအဲ့ဒီအချိန်မှာပဲအိမ်တိန်လုံးကတုံသွားပြီအရှိခက်လန့်လန့်ကနေမွေးတွန်းတန်းတွေကိုကြားလိုက်ရပါတယ်ဟာတခုခုတော့မှားနေပြီထင်တယ်ကောင်းကျော်မင်းတခုခုယူလာခဲ့လားဟုတ်ဟုတ်ကိုကြီးဒီရွှေဖျားစင်းလူတော်လည်းယူလာခဲ့မိပါတယ်ဟာဒါကြောင့်ကိုအမြင်တောင်းမှမရမယ်ထွန်းဆိုင်ကချက်ချင်းပဲအိမ်နောက်ကိုပြေးသွားလိုက်ပြီးပေါက်ပေါက်တွေကိုယူလာပါတယ် ရေတခွက်နဲ့အတူပေါပေါက်တွေကိုအိမ်ရဲ့အပြင်မှာချထားလိုက်ပါတယ်။ခဏကြာတော့မွေကြီးတကောင်ရောက်လာပြီးအိမ်ရဲ့အပြင်မှာခွေပြီးတော့ဗပြင်းထောင်ထားပါတယ်။မဲနဲ့နေတဲ့ခနာကိုပေါ်မှာတော့အစိမ်းရောင်အကွက်တွေရှိနေပါတယ်။ကောင်းစော်ကတော့အရန်ကိုကြောက်ရွံ့နေပါတယ်။ခနာနေတော့မွေတကောင်ကနေအသက်50ကျော်လောက်အရွယ်အမျိုးသားအတွင်ပြောင်းသွားပါတယ်။မင်းတို့လှိုင်ကူကြီးစီကနေဖျားဆင်းမှုတော်ကိုယူလာခဲ့ကြတယ်မဟုတ်လားတောင်းတောင်းမှတ်ပါတယ်ခွင့်လို့ပေးပါ ထွန်းချိုင်ကကောင်းကျော်လက်ထဲကဖျားဆင်းမှုတော်ကိုလှမ်းယူလိုက်ပြီးအိမ်လေးရဲ့ပြင်ကိုထွက်သွားပါတယ်။ဦးလေးတောင်းပန်ပါတယ်။ "तू ကရွာကိုခုမှရောက်လာတဲ့ဧည့်သည်ပါ။သူ့စားတောင်းပန်ပါတယ်။မင်းတို့ဒီလှန်ကူကြီးစီမလာပါနဲ့။ရွာသားတွေကိုလည်းပြောလိုက်ပါ။ငါတို့ရဲ့နေမျိုးကိုကန့်တတ်တော့မယ်။သူ့ကိုတော့ခွင့်လွှတ်ပေးလိုက်မယ်။"ဒါပေမဲ့မနှက်ပြန်ကြရင်လှန်ကူကြီးစီကိုလာပြီးကိုတိုင်တောင်းပန်ရမယ်။ခဏကြာတော့မွေဖြစ်ပြောင်းလဲသွားပြီးတောဟူလီတဲ့ထွက်သွားပြီးပြောက်ကွဲသွားခဲ့ပါတယ်။ဒါမှသူတို့အားလုံးလည်းတက်ပြင်းချနိုင်ပါတယ်။ အဲ့ဒီနေရာဘာပဲတွေ့တွေ့ယူလာလို့မရဘူးအခုတော့ကန်ကောင်းလို့မဟုတ်ရင်မင်းသေသွားနိုင်တယ်ကောင်းကျော်ကတော့စိတ်တွေအရန်လှုပ်ရှားသွားပြီးသူ့ကိုယ်သူလည်းနောင်တရသွားပါတယ်လက်တွေ့ဘဝမှာလည်းလှုပ်ဝက်ဆန်းကျင်မှုတွေပြင်းထန်နေပါတယ်ကောင်းကျော်ကတော့ဒီအဖြစ်ပြက်ကိုဘယ်တော့မှမနိုင်တော့မှမဟုတ်ပါဘူးဒီလက်ငူထဲမှာတိုက်ဆောက်မှုတွေရှိတယ်ကွဘရင်လက်ထက်ကအဖိုးပြတ်မရတဲ့ရှင်းဟောင်းရှင်ငွေတွေကိုတိုက်မွေတွေကပဲစောင့်ရှောက်နေတယ်။လောဘကြီးရဲ့သူတွေကလှန်ကူထဲမှာတွေ့ရတဲ့ဟာတွေကိုအင်ကိုယူလာကြတယ် ဒါပေမဲ့လှန်ကူထဲမှာတွေ့ရတဲ့ဟာတွေကိုယူလာလို့မရဘူးကွဒီနေ့ယူလာရင်မနဲ့ဆော့ဆော့ဆိုအသက်မရှိတော့ဘူးပြီးတော့နန်းတော်တစ်ခုလုံးကဒီလှန်ကူထဲကိုရောက်နေလို့ပြောကြတယ်ဒီကူကြီးထဲမှာအရန်ကိုများပြတဲ့ရွှေတွေရှိတယ်လို့ပြောကြတယ်လာပြည့်ညတွေဆိုရင်ဒီလှန်ကူကြီးထဲကနေမွေးတွန်းတဲ့တွေကြားရတတ်တယ်လို့လည်းပြောကြတယ်ရွာလူကြီးတွေပြောကြတာတော့၁၈တောင်မွေးကဒီလှန်ကူထဲကရေနနာတွေကိုစောင့်နေတာပေါ့အခုတော့ဒီလှန်ကူကြီးစီကိုတွားလို့မရတော့ပါဘူး ကောင်းကျော်ကတော့နောက်ဆိုရင်အပြောဆိုအတော်လာအနေထိုင်ဆင်ခြင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။